ဇန်သူဟာသွေးပြက်နေပါပြီစိတ်သက်တည်းလဲကြာစိတ်စိတ်လဲမတိုက်ချင်တော့အဲ့ဒီအချိန်မှာကျွန်တော်တို့ဘက်ကတော့အခုမှအခုမှစပြီးတော့ဖွဲ့လိုက်တကယ်သူစိတ်သက်တည်းကတက်ကြွနေနေနေတယ်အတို့ပြည့်အညာဒေတာမှာကျွန်တော်တို့ကတပ်ပေါင်းစုကြီးနဲ့နေမိတဲ့တိတ်မှာချက်ကောင်ကြီးကိုပံမိုးပေးနေတယ်ကွန်ပလီတွေလည်းရှိသေးတယ်အဲ့ဒီဝန်ပလီတွေကကျွန်တော်တို့တော်လန်ရေးအင်အားစုတွေကိုပလင်မောကနေဆွဲချတာလာချုံမှမြင်ရတော့နေရာ နှက်လို့မှာအဲ့ဒါတွေကိုကျွန်တော်ပြောတာအန္တရာယ်ရှိလေမကွေးစကိုင်းမန္တလေးကိုပိတ်လို့ကျွန်တော်အားထုတ်တယ်အားထုတ်တဲ့အခါမှာပေးရဝင်စင်ညာလို့မကောင်းလို့ခြင်းညာတာအေးပါဝင်အေးပါဝင်စစ်နိုင်ထားတဲ့တိုင်းရင်သားဤကိုပြကူမကူမပုံစံတော့ကျွန်တော်အတိအကျမပြောချင်ဘူးပြောလည်းမပြောနိုင်ရှော့တွင်းတယ်အဲ့တော့အဲ့ဒါကြီးသူမလုံးနိုင်အောင်ကျွန်တော်ဘာလုပ်ရမှာလဲနေပြည်တော်ကို ရွေးကောက်ပွဲတိုင်ငယ်မှာချင်းချောင်းနိုင်တဲ့အနေအထားရောက်အောင်ကျွန်တော်စီရီးရတိုက်ခိုက်ရအဲ့တိုက်ပွဲမှာပါမလားမပါဘူးမပါဘူးဆိုရင်ခင်ဗျားနေဦးဒေါ်လာရဲ့အတွက်ကဲထောက်ခံတယ်ဆိုတော့လီပဲဖြစ်မှာစစ်မတိုက်ချင်စစ်မတိုက်ချင်တော့ဘူးတို့အဲအဲ့တော့ဒီဘက်ကလည်းပဲတကယ်စိတ်တက်နေတိုင်းရင်းသားတွေနိုင်ထားတာကိုကြည့်ပြီးတော့ငါတို့ကတခါမှမနိုင်သေးဘူးနိုင်အောင်တိုက်မယ်ဆိုတော့အန်ဂျီလေးအန်ဂျီလေးပဲရှက်တိုင်ပေါ့ဗျာနိုင်အောင်တိုက်ပေါ့နော်ရှက်တိုင်ပေါ့နော်အဲ့ဒါအန်ဂျီတမိုင်းပဲ အတိုက်လို့အဲ့ပေါ်ကြီးရှုံသွားရင် energy ဆိုတာလည်းပဲမြောင်းနေရအောင်ဟောဆို2026 2026အဲ့တော့မလွဲမသွေနိုင်မှာနိုင်ရင်မြန်မာပြည်အဟွန်တကက်ခါလေကြီးကိုဖျက်ပြီးတော့နိုင်လိုက်ပြီဖြစ်တဲ့တုံးစစ်ကကျွန်တော်တို့ကတဝက်နိုင်ခိုးဘက်ကအဲ့မှာလဲတိုက်ပွဲကြီးကကျွန်တော်တို့ထင်သလောက်ဟလာဂျန်သူကခုခံမယ်ဘုံလီကျက်တာအဲ့လောက်ကြီးကြားနေစရာအကြောင်းမရှိဘူးသူတို့လက်နဲ့ချမှာ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နေပြည်တော်ကိုဝင်တွေ့တော့မယ်လို့ NRA တပ်ပေါင်းစုကြေညာလိုက်ပြီးမှုအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာကျွန်တော်တို့ NRA ကတော့မူတော်အဖြစ်စီးရင်နဲ့ပတ်သက်တဲ့လွှဲချက်တွေကလွှဲလို့ရှင်တန်တဲ့နိုင်ငံရေးလှုပ်ရှားမှုဘာနာရေးစီစဉ်ဘာနာရေးရှင်းတာအဲ့ဒီကိစ္စတွေနဲ့ပတ်သက်လို့အစဉ်တိုင်းစဉ်တိုင်းမှာလူလူကိုချပြတော့ရွယ်ချက်ရှိပါတယ်အဲ့ဒါကြောင့်အခုဆိုလို့ရှင်ကျွန်တော်တို့ဖွဲ့စည်းကြောင်းကြေညာပြီးတော့တလာခွဲလောက်ကြာတဲ့အခါမှာကျွန်တော်တို့ဘာတွေလုပ်နေလဲဘာတွေဖြစ်နေလဲ အဲအောင်မြင်မှုကဘာလဲအကြက်တည်းကဘာလဲဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်လို့လူလူတိအောင်ကျွန်တော်တို့ဟိုပြောသွားကြမှာလေအဲဒီမှာရရင်လဲရတယ်အောင်မြင်လဲအောင်မြင်တယ်မအောင်မြင်လဲဘာကြောင့်မအောင်မြင်ဘူးဆိုတာတွေပြည်သူတွေကိုပုံမှန်လည်းအရှင်ခံသွားဖို့ပါနောက်တစ်ချိန်ထဲမှာဘာနာရေးရလွဲသုံးစားမှုတွေမဖြစ်အောင်ဘယ်အချိန်မှာပတ်စံဘလောက်ကျွန်တော်တို့စူးစိနိုင်တယ်အဲဒီကနေပြောဘယ်ဘယ်ကိုဘယ်လိုခွက်ပြေးလဲဆိုတဲ့အကြမ်းမြန်ကျွန်တော်တို့လာကြုတ်တလာကြုတ်လာကြုတ်ဒါမှမဟုတ်ရှင်စီမံချက်တစ်ခုချင်းအတွဲမှာသုံးဆွဲတဲ့ကိစ္စတွေနဲ့ပတ်သက်လို့လူလူကိုအတိပေးသွားဖို့အတွက်အစီအွေခေါ်ပြီးတော့ ပြောမယ်ဆိုမယ်ဆိုပြီးတော့ကျွန်တော်တို့စူးစိကြတာအဲ့တော့အဲ့တော့စူးစိမှုမှာအာဘယ်သူတွေပါဝင်ကြလဲဆိုတော့အန်ဒါရီကအလုံးမှုဆောင်ကောမဒီနာယကဟိုအလုံးမှုဆောင်ကောမဒီ23ယောက်သူတို့ပါဝင်ကြပါတယ်အဲ့ဒီမှာကွန်ရှင်တုံးမှုလေးပါတာပေါ့ရနိုင်ငံရေးကွန်ရှင်စီကွန်ရှင်နဲ့အဲ့ဒီဘာနာရေးကွန်ရှင်တုံးမှုပါတာပေါ့အဲ့ဒီတုံးမှုအပြင်အပြင်ကကျွန်တော်တို့နဲ့ဆက်သွယ်ဆွေးနွေးထားတဲ့နော်ဓမ္မ9ယောက်ပါတယ်တခြားမဟာမိတ်ဖွဲ့တွေနဲ့ကျွန်တော်တို့အန်ဒါရီကိုစိတ်ဝင်စားတဲ့လူအန်ဒါရီဘာဘာတွေလုပ်ပြီးတော့ဘာတွေဖြစ်နေလဲ ဆိုတဲ့အနေအထားကြီးသိကျင်တဲ့လူတွေကလည်း20အစိတ်လောက်ပါတယ်အားလုံးပေါင်း90လောက်တော့ပါတာပေါ့ခင်ဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့မှရှုပ်ထွေးမှုမရှိအောင်အစည်းအဝေးမှာကြိုးပြီးတော့ကိုကျွန်တော်တို့ကပြောထားတာမိခွန်နေမိပါဒီစီရေးဆိုင်ရာအာလျှို့ချက်ကလွယ်လို့ရှင်ဂျန်တဲ့ကိစ္စတွေအားလုံးကျွန်တော်တို့မပြေနိုင်တာမရှိဖြေသွားမယ်ဆိုတဲ့အကြောင်းကိုတို့တော့ကျွန်တော်တို့အဲ့ဒီမှာလူတယောက်ကိုမိခွန်တစ်ကြိမ်နဲ့မိခွန်မရှိဘူးတစ်ကြိမ်ကိုနှစ်မိနစ်အဲ့ဒီလိုမိတာတွေကိုကျွန်တော်တို့တင့်လျော်တဲ့ခေါင်းဆောင်တွေကနေပြောအရှင်းပြပြီးတော့ကျွန်တော်တို့အစည်းအဝေးကိုစတင်တာပေါ့လေ ဟုတ်ကဲ့ဆရာအဲ့တော့ဆရာတို့ခုစုဖွဲ့တာတလခွဲကြပြီဆိုတော့ဒီစုဖွဲ့မှုမှာအခုအင်အားဘလောက်လောက်ရှိလာပြီလဲဘာတွေစာဝတ်နေလဲဆိုတာရောဘာများပြောပြလို့ရမလဲဗျအခုကကျွန်တော်တို့ ਨੇ ဆက်သွယ်လာတဲ့အဖွဲ့အစည်းကနော်၆ဖွဲ့ရှိတယ်ဗျ၆ဖွဲ့ကိုစုစည်းကြည့်လိုက်တဲ့အခါကျတော့အင်အား900လောက်ရှိအဲ့တော့အင်အား900လောက်မှလည်းအဲ့ဒီ900လေးလေးနဲ့ကျွန်တော်တို့ကျွန်တော်တို့ NRA တပ်ဖွဲ့ဖြစ်ဆက်သွယ်လှောင်ရှားချက်အဲကျန်တဲ့ တစ်ဖွဲ့ကတော့စောင့်ကြည့်ဦးမယ်လို့သူတို့ကပြောတာကျွန်တော်တို့နဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့တက်ဖွဲ့ဖြစ်ရက်တီကောင်းမယ်ဆိုတဲ့အဖွဲ့၄ဖွဲ့ကဘာဖြစ်လဲဆိုတော့အင်အား900လောက်ရှိတယ်အဲ့လိုဆက်သွယ်ဆွေးနွေးပြောဆိုမှုစီစဉ်ထားတဲ့အဖွဲ့က10ဖွဲ့15ဖွဲ့လောက်ရှိတယ်တကယ်တမ်းကျွန်တော်တို့ချိန်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ဘန္နာရေးအနေထားကအခုကဘိုးကော်မတီဝန်ကြီးနဲ့တော့လုံမှုဆောင်တွေစတဲ့ပြီးတော့မတည်ထားတဲ့ရမငွေက3500လောက်ပဲရှိတယ်အဲ့တော့3500လောက်ပဲရှိတဲ့အခါကျတော့အခုကတိုက်ပွဲအသေးတောင်မှ3000လောက်ပုံနဲ့အချိန်နေဖြစ်တယ် အဲ့တော့ရိုးရိုးပြောရလို့ရှိရင်လောလောဆယ်ကျွန်တော်တိုက်ပွဲထဲမှာပေါ်နိုင်သေးတဲ့အချင်းကြီးပေါ့ဗျာ။ဘန္နာကြီးဘက်ကပြောတာကလည်းအရင်ဆုံးကျွန်တော်တို့ဘက်ကသဏ္ဍာန်ထွက်ဖို့လိုရတယ်။သဏ္ဍာန်ထွက်ပြီလို့ရှိရင်တော့လိုက်လာကြမှာပါတဲ့။အဲ့လိုပြောကြတယ်ဘန္နာကြီးက။အဲ့တော့ကျွန်တော်တို့ကလည်းသဏ္ဍာန်ထွက်ဖို့လည်းတစ်ဖက်ကစဉ်းစားရတာပေါ့ဗျာ။ဒါပေမဲ့ကျွန်တော်တို့တိုက်ပွဲကြီးတွေမတိုက်နိုင်ပါဘူး။ဟိုကတိုက်ပွဲငယ်တွေတိုက်ဖို့တောင်းမှနည်းနည်းအကန့်အသတ်နဲ့လုပ်မယ်။စီးရရဆရာတို့အဓိကသွားမှာပေါ့နော်။ဒါနဲ့ပတ်သက်ပြီးတော့ဂျာမန်နိုင်ငံရေးကစောင့်ရမယ့်အပိုင်းတွေကိုဗန်းများပြောလို့ရမယ်။စီးရတိုက်ပွဲနဲ့ကျွန်တော်တို့ကအကောင့်ထဲပုံနေနဲ့ ုပ်ဝအကြောင်းချက်လည်းမပြည့်စုံသေးတဲ့အခြေအနေဟောက်မှာကျွန်တော်တို့ကနိုင်ငံရေးတိုက်ပွဲကိုရှင်းရင်းနဲ့ပေါင်းပြီးတော့အကောင်အထည်ပုံကိုကျွန်တော်တို့စဉ်းစားဆုံးဖြတ်ကြပါမယ်။စစ်ကောင်စီရဲ့ကြွေးကောက်ပွဲစတင်ဖြတ်သိမ်းရေးနောက်ပြီးတော့စစ်သားစုဆောင်မှုစတင်ဖြတ်သိမ်းရေးဆိုတဲ့ကိစ္စတွေနိုင်ငံရေးနည်းရနော်ဝေဖန်ရှုံးချတာအပြင်စီးရင်းနည်းရပါကျွန်တော်တို့လှုပ်ရှားအကောင်အထည်ပုံကိုကျွန်တော်တို့စီစဉ်ထားတာဖြစ်ပါတယ်။ဒါကကျွန်တော်တို့အခြေအနေကကျွန်တော်တို့စနိုင်တဲ့နေရာတိုက်ပွဲကြီးတွေစခန်းသိမ်းတွေကျွန်တော်တို့မလုပ်နိုင်သေးပါဘူး။ဒါပေမဲ့အဲ့ဒီကိုသွားမှာပါ ဲ့တော့ဒီ NRA စစုဖွဲ့မှုမှာဆရာတို့၃ယောက်ကိုတွေ့ရတယ်ဆရာတို့စီရေးတာဝန်ခံတွေနဲ့စပြီးဟိုရှင်းပြတယ်ပေါ့နော်အဲအခုတလာခွဲရှိတဲ့အခါမှာအခုဒီစုဖွဲ့မှုမှာဘိုးကော်မတီစီစီစသည်ဖြင့်အဲ့လိုစုဖွဲ့မှုကပေါ်ပြီလားဘယ်လိုတွေကတာဝန်ယူဦးဆောင်ပါလဲဆိုတော့အဲ့ဒါလေးလည်းဟိုထုတ်ပြောလို့ရနိုင်ပြီလားဗျာမပြောကျင်သေးဘူးကဲမပြောကျင်သေးဘူးဆိုတော့ဘာကြောင့်လဲဆိုတော့ခုနကလို့ကျွန်တော်တို့က6ဖွဲ့လာတာတောင်မှကျွန်တော်တို့က4ဖွဲ့ပဲလက်ခံတယ်လူငယ်က900လောက်ရှိတယ်အဲသူတို့ကကျွန်တော်တို့ဘောလုံးဝမိခိုးပြီးတော့ NRD တပ်ဖွဲ့အနေနဲ့လုပ်ပါမယ်ဆိုတာတော့ကျွန်တော်တို့မှပြဿနာရှိဘူး အနည်းဆုံးသူတို့ကို uniform တက်ရှင်ရမယ်ဗျာလက်နဲ့ဝယ်ပေးရမယ်အဲဒီလုပ်ငန်းတွေအတွက်ဘန်နာရီကွန်ရှင်ကနေပြီးတော့အတော့ကိုတက်တက်ကြွကြွလောက်ကင်နေကြပါတယ်။တော့ဘန်နာရီကွန်ရှင်မှာလည်းကျွန်တော်တို့မှဟိုအခက်ခဲတွေကအရင်တုန်းကအဖွဲ့အစည်းတွေရဲ့လုပ်ပုံကင်ပုံတွေပုံမှာလူတို့ကမကျင်တတ်တဲ့ပုံမှာအခုကျွန်တော်တို့ကိုလည်းယုံကြည်ရမရှိသေးဘူးဗျ။ဘုံမလင်းလင်းပြောရတယ်။အဲဒါကြောင့်ကျွန်တော်တို့ကတိုက်ပွဲပေါ်နိုင်အောင်လှုပ်ရှားမှုပေါ်နိုင်အောင်ကျွန်တော်တို့စတယ်။စပြီးတော့မှကျွန်တော်တို့ကိုယုံကြည်မှုရလာတဲ့အချိန်မှာအဲ့ဒါကြီးဖြစ်လာပြီ။အဲ့တော့ဆလိုနာကကျွန်တော်တို့တက်အင်အားဟာနော်900ဆိုပေမဲ့လောက်လောက်လာလာကျွန်တော်တို့က 900လုံးဝတ်စုံ900ကျွန်တော်တို့မပေးနိုင်သေးဘူးနော်အဲ့တော့အခုကအဲ့လိုရှိတယ်သို့တော်ညာလဲဆိုတော့တရားရှိရင်ကုသူများမယ်ဆိုရဲအနေထားကိုကျွန်တော်ပြောခဲ့အဲ့တော့ကျွန်တော်တို့လက်တွေ့လုပ်ငန်းတွေလုပ်မယ်လူလူလုံးကြီးမှုရအောင်တည်ဆောက်မယ်အဲ့ဒီဘောကရလာတဲ့အခွင့်အလမ်းတွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့တော်လိုင်းရဲကိုအလုပ်ကြီးပြုနေအောင်ကျွန်တော်တို့ကတော့အုပ်တည်ပြီးတော့ကြီးဝဲပြီးတော့ခြေတက်တော့မယ်သဘောဖြစ်ပါဟုတ်ပြီဆရာအဲ့တော့အခုဆရာတို့ကအဓိကတိုက်ပွဲဖွင့်ဖို့ဆိုတော့ခရမ်းလက်နဲ့လိုတယ်အဲ့အတွက်အဓိကငွေကြေးပန်းတာငွေပေါ့နော်ဒါကဆရာတို့မှာအ ਨੇ ကျင့်တာရှိတယ် ဆိုတော့ဆရာတို့စစုဖွဲ့တုန်းကဒါရေတို့ပေါ့နော်အချိန်တို့တွင်းမှာပဲစစ်နိုင်တတ်ဖို့ပြီးဥတီလာတာအဲ့တော့ဘန္ဒာကြီးကအရေးကြီးတဲ့ကဏ္ဍဖြစ်နေတော့ဒီဘန္ဒာငွေမရပဲနဲ့ရေရှင်မှာအခုတိုက်ပွဲတွေဖော်ဖို့ဘယ်လိုစဉ်းစားလဲဒီဘန္ဒာငွေကအခုလိုဟိုအများပြည်သူစီရပေါ့နော်ပြည်သူလူထုစီရထက်ဝင်မှုနဲ့ပဲရှိမလားဒါမှမဟုတ်တခြားဘယ်လိုနီးလန်းရှိနိုင်လဲဒီဘန္ဒာငွေမရှိဘဲနဲ့တော့ဆရာပြောပုံရဆိုတော့မဖြစ်နိုင်ဘူးလေအခြေအနေကြီးကဆိုအဲ့ပေါ်ကတေချာဘယ်လိုစဉ်းစားထားလဲဗျတေချာဘယ်လိုစဉ်းစားထားလဲဆိုတော့ကျွန်တော်ကတော့ရေဘူးကမူဝါဒသဘောနဲ့ခင်ဗျားကိုပြောလိုက်တာဗျာရှင်အကူတူများတယ်အခုကိုတိုင်ရင်ဆိုင်ရင်ကျွန်တော်တို့ကိုပုံအပ်ပေးနေ လက်နဲ့ပြည့်စုံကြည့်တယ်ကျွန်တော်တို့ရဲ့မူဝါဒနဲ့သဘောထားတွေမှန်ကန်လို့ရှိရင်အခုကအခုရှိနေတာဆိုကျွန်တော်တို့မှ900လောက်ရှိတယ်အခုအခုလာတဲ့အဖွဲ့နဲ့ဆိုရင်1500တော်တော်လို့ရှိတယ်တော့အဲ့ဒါကျွန်တော်တို့ဘာသာရေးဆရာချမလို့သူတို့အချပြီးလားနော်အဲ့တော့ဆရာကကျွန်တော်တရားရှိရင်ကုသများတယ်နော်တရားမှန်ကန်လို့ရှိရင်ထောက်ခံလာလိမ့်မယ်ဆိုတော့ကျွန်တော်ရဲ့ယုံကြည်မှုကိုအခုတလာခွဲအတွင်းမှာတယ်ကျွန်တော်မြင်တွေ့ရတာအဲ့ဒါကြီးဖြစ်တယ်လို့ကျွန်တော်ခင်ဗျားကိုပြောပြနေတာကျွန်တော်တို့မှန်ကန်တဲ့မူဝါဒတွေ policy တွေနဲ့ တဲ့မင်္ဂလာ NUG လက်အောက်ခံတွေရဲ့တရားစားတာကိုတွေ့ရရင်တင်းယူပြီးဒေတာကျိုးအတွက်အသုံးပြုမယ်လို့ဘုန်းတကားတို့တက်ဖွဲ့ထုတ်ပြန်။စကိုင်းတိုင်းရင်းမာပင်ခရိုင်ပလဲနယ်မှာအမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံအဖွဲ့အစည်းတွေကတရားစားမှုတွေရှိနေပြီးဒါကိုဘုန်းတကားတို့တက်ဖွဲ့ BNRA အနေနဲ့ပြက်ပြက်သားသားတင်းယူပြီးဒေတာအကျိုးအတွက်အသုံးပြုမယ်လို့ထုတ်ပြန်လာပါတယ်။ပလဲမြို့နယ်အတွင်းတဘာဝတရံဇာတာတက် ထုတ်ယူနေသောဂိုင်းကနများနှင့်အဖွဲ့အစည်းများတည်စေရန်ဆိုတဲ့ခေါင်းစဉ်နဲ့ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ကယမန်နေ့စက်တင်ဘာ25ရက်နေ့မှာထုတ်ပြန်ထားတာပါ။ ပလဲနယ်ဟာအရင် PPDF အမည်အခု BNRA တပ်ဖွဲ့ကိုယ်တိုင်ဓမ္မဥချနယ်မြေရှင်းလင်းခဲ့ရတဲ့နယ်မြေဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မြို့နယ်အတွင်းနယ်မြေပိုင်ဆိုးနိုင်မှုအောက်ခွန်တစ်ချက်မှာကောက်ခံတုံးဆွဲခြင်းမရှိတဲ့တစ်တလက်မမထုတ်ယူတုံးဆွဲခြင်းမရှိတဲ့အဖွဲ့များ၏အဓိကဥဆောင်မှုစူးစမ်းအားထုတ်မှုနဲ့စူးစမ်းခဲ့တာဖြစ်တယ်လို့ BNRA ကဆိုထားပါတယ်။နယ်မြေရှင်းလင်းဆိုးမှုမှုယူခဲ့ရတဲ့ပလဲဒေသအတွင်း ကနဦးပိုင်ထိန်ထိန်ထားတဲ့တစ်တန်ချိန်ထောင်ပေါင်းများစွာကိုစစ်ပေးတဲ့မီးပေးတဲ့လူလူအတွက်အိုးအိမ်ပြန်လဲထူထောင်ရေးရည်ရွယ်ထားခဲ့ပေမဲ့ NUG လက်အောက်ခံအဖွဲ့အစည်းတွေကတော်လန်ရေးတော်လန်ရေးအကြောင်းပြုကိုကြိုးစည်းပွားအလို့ငါထုတ်ယူသုံးစွဲခဲ့တယ်လို့ BNRA တပ်ဖွဲ့ကပြောဆိုထားပါတယ်။ဒါကြောင့်ကြီးညာချက်ထုတ်ပြန်ပြီးတဲ့အချိန်ကစပြီးမြည်သည့်အဖွဲ့အစည်းမြည်သည့်ဂိုင်းကနမဆူပလဲမျိုးနဲ့အတွင်းတော်လန်ရေးအကြောင်းပြကိုကြိုးစည်းပွားအတွက်တစ်တော်များကိုခုံလဲထုတ်ယူသုံးစွဲကြခြင်းတည်ဆောင်ခြင်းများတွေ့ရှိရပါကား။ BNRA နေဖြင့်ပြက်ပြက်သားသားသိမ်းယူပြီးဒေတာခံပြည်သူနှင့်ပူးပေါင်းကဒေတာဖွံ့ဖြိုးရေးအတွက်တုံးဆွဲသွားမည်ဖြစ်ကြောင်းကို BNRA ကပြည်သူတွေကိုအတိပေးထားပါတယ်စစ်ရေးနဲ့ဒေတာဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်ရင်တာဝန်ခံတွေကိုယ်တိုင်က BNRA နဲ့ဆွေးနွေးနိုင်တယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်လမ်းကြောင်းတိုင်လျှောက်လို့ရှင်ကျွန်တော်တို့ဟာလူလူဒီမှာပြုခံရလိမ့်မယ်လူလူယုံကြည်လိမ့်မယ်လူလူကအားပေးလာလိမ့်မယ်လို့မျှော်လင့်နေကျွန်တော်တို့ရှေ့ဆက်ပြီးတော့လုပ်တော်ဖို့တော်ရရှိပါတယ် ဟုတ်ပြီဆရာအဲ့တော့ဆရာတို့ကဒီຫນွေဥတော်လာရေးနောက်ပြန်လမ်းမှာဆိုလို့တားလျှော့မှာဆိုလို့အခုလို့စုဖွဲ့လို့ဆရာတို့ရဲ့ရည်မှန်းချက်ထဲမှာပါပါတယ်ဆိုတော့အခုတလခွဲကျော်ရှိလာပြီဟိုအခြေအနေကိုဆရာတို့ခြုံငုံမိပြီပေါ့နော်ဟိုပုံစံဆရာတို့ရဲ့စုဖွဲ့မှုဆိုတော့တော်လာရေးနောက်ပြန်လမ်းမဲ့ဟာတွေကိုဆရာတို့အနေနဲ့ဟိုနလန်ထောင်းကိုလုပ်နိုင်မဲ့အနေအထားမျိုးရှိတယ်လို့ယုံကြည်လာအခုချိန်မှာတော်လာရေးတားလျှော့မဲ့အန္တရာယ်ရှိတယ်လို့ကျွန်တော်ပြောတာကိုအခုကမီဒီယာချို့မှာတချို့သောနိုင်ငံရေးရာမပေါက်တပေါက်ကောင်တွေကတားလျှော့နေပြီလို့ကျွန်တော်ပြောနေတာမျိုးအိပယ်ဖွင့်မဟုတ်ဘူးအန္တရာယ်ရှိတယ်လို့ပြောတာကျွန်တော်တို့ဒီကိစ္စကို လင်းလင်းနဲ့နဲ့မဟာတိုင်းလင်းလင်းနဲ့နဲ့ကျွန်တော်တို့တုံ့ပြန်ဆန့်ကျင်မှုမပြုလို့ရှင်ဒါကြောသွားလိမ့်မယ်လို့ကျွန်တော်သတိပေးနေတာဖြစ်တယ်နော်အဲ့တော့ဆိုတာအဲ့ဒါကိုပြန်လုံနိုင်မယ့်အနေအထားရှိလားမရှိလားဆိုတာကျွန်တော်တယောက်တည်းရဲ့ကံကြမ္မာမဟုတ်ဘူးအန်အာရီရဲ့ကံကြမ္မာလည်းမဟုတ်ဘူးလူဦးတော်လိုင်းတရားလူရဲ့ကံကြမ္မာဖြစ်တယ်အဲ့တော့ဝိုင်းစဉ်းစားကြဖို့လိုတယ်နော်အဲ့ဒီအချိန်ကြီးရောက်ပလာမရောက်ဘူးသိဘူးအဲတချို့ကတော့အခု NUG ကပြုပြင်ပြောင်းလဲလုပ်မယ်နောက်ပြီးတော့သူ့ဘောတဲ့တိုင်ပွဲလေးတွေတချို့ရှိလာတယ်ကောင်းပါတယ်ဂုံပြူတယ်ကျွန်တော်လည်းဂုံပြူတယ် ဒါပေမဲ့အဲ့လောက်နဲ့တော့မရဘူးစစ်တပ်ကအဲ့လောက်နဲ့တော့မရဘူးခင်ဗျားတို့ကမောတိုက်နေတာကျွန်တော်ကိုလာရှိတုတ်ပြီနဲ့စစ်တပ်ကိုတိုက်နေတာအင်းဒီပါရှိအဲ့ဒီတည်းမှာစစ်ကောင်စီကပံမိုးပင်နေတယ်ကွန်ကလေးတွေကလည်းရှိသေးတယ်အဲ့ဒီဝန်ကလေးတွေကကျွန်တော်တို့တော်လိုင်းရဲ့အင်အားစုတွေကိုပလင်မောကနေဆွဲချတာလာချုံမှာမရတော့မရနဲ့လုံးဝမအဲ့ဒါတွေကိုကျွန်တော်ပြောတာအန္တရာယ်ရှိတယ်ဆိုတော့ကြောက်တယ်အဲ့တော့အဲ့တော့ဒီမလုံးနိုင်အောင်ကျွန်တော်ဘာလုပ်ရမလဲမြပြည်တော်ကိုရွေးကောက်ပွဲမတိုင်ခင်မှာချင်းချောင်းနိုင်တဲ့အနေထားရအောင်ကျွန်တော်စေရတက်ခဲ့ အဲ့တိုက်ပွဲမှာပါမလားမပါဘူးမပါဘူးဆိုရင်ခင်ဗျားနေဦးဒေါ်လာရိတ်တွေတက်တောက်ခံနေဆိုတော့လေပဲဖြစ်မှာကျွန်တော်တို့ကအဲဒီနှစ်လအတွင်းမှာအဲ့ဒီကိစ္စတွေပဲတက်လို့ပြတ်ပြတ်သားသားကိုယ့်အကူဆုံးဖြတ်ချက်ချဘူးအဲ့တော့ကျွန်တော်တို့အခုဘာမှမရှိဘူးကြာအခုတိုင်ရင်လေးရင်နဲ့ကုညီစီမံချက်ဒီမှာပူပေါင်းမယ်တိုင်ရင်ဆိုင်ရင်ရှိ15ရင်းလောက်ရှိအဲ့လောက်နဲ့တော့မတိုက်နိုင်ဘူးတိုက်လေရှုံးမှာရှင်းရှင်းပဲတို့တော်ညာလဲကျွန်တော်တို့ကမြင်းကြီးတရားသူတော်စိတ်တက်ဘာပဲဖြစ်ဖြစ်နိုင်တိုက်ဖို့ကြာတော့ အဲ့တော့ဆရာတို့အခုစုဖွဲ့မှုတလောက်ကွဲကြော်ကြံပါဆရာတို့ NI နဲ့ပတ်သက်ပြီးတော့အတော်အတန်ဝေဖန်တာတွေလည်းကျွန်တော်ကြားပါတယ်ဆရာတို့လည်းကြားသိမယ်လို့ထင်ပါတယ်အဲ့ဒီဝေဖန်မှုတွေပေါ်ဝေါ်ဆရာအနေနဲ့ပါများပြန်ပြီးတော့ဟိုပြောကြလို့လည်းဗျဝေဖန်မှုတွေကိုကျွန်တော်ကပစားနဲ့မတုံ့ပြန်ပါဘူးကျွန်တော်ထဲကလူငယ်တွေကတော့မခံနိုင်လို့ပြန်ပြောတာရှိချင်လည်းရှိမှာပေါ့ကျွန်တော်ဘူးရခင်ဗျားလူတော်များနဲ့ကျွန်တော်ကပူးပေါင်းဆောင်ရွက်ဖို့လိုတာကိုမီဒီယာနေပြီးတော့နှုတ်နဲ့တုံ့ပြန်တယ်လို့ကျွန်တော်သိပြီးတော့ဟိုကျွန်တော်အဖွဲ့အစည်းအနေနဲ့မလုပ်ပါဘူးလူတူးချင်းအနေနဲ့သူ့ဆန်တဲ့လျော်ပြောတာတော့ပြောချင်လည်းပြောပြီးစီပေါ့ဒါကတော့သူ့မှာလည်းခွင့်ရှိတာ ဒါပေမဲ့ကျွန်တော်တို့ကလက်တွေ့နဲ့တုံ့ပြန်မယ်။လက်တွေ့ကကျွန်တော်တို့မူရီ policy တွေမှန်လို့ရှင်အဲ့ဒီကနေတိတ်သွားတယ်။ကျွန်တော်အဲ့လိုပဲယုံကြည်ရတယ်။လူစုကအဲ့လိုလက်ခံမှာလည်းပေါ့။မှန်တယ်လားမှန်တာဆိုလူကခေါ်ကြနေမှာ။ဒီလိုကျွန်တော်ယုံကြည်တယ်။ဒါမို့လူစုကမထောက်ပံ့တော့လို့ကျွန်တော်တို့ရှုံးသွားလည်းမတတ်နိုင်ဘူး။ဒါပေမဲ့ကျွန်တော်တို့ကနောက်ဆုံးချိန်ထိလူစုပေါ်မှာယုံကြည်စွာသစ္စာရှိစွာတော်လှန်ရေးသစ္စာနဲ့နောက်ဆုံးချိန်ထိတိုက်ပွဲဝင်သွားမယ်ဆိုတော့ကျွန်တော်တို့ပြောချင်ပါတယ်။အဲ့ဒါကြီးကိုကျွန်တော်စကားနဲ့မတုံ့ပြန်။လက်တွေ့ဘာလုပ်နေလဲ NRD ဘာလုပ်နေလဲဆိုတာနဲ့ကျွန်တော်တုံ့ပြန်ပါတယ်။စောင့်ကြည့်ကြပါ နောက်တစ်ခုကဆရာတို့ရဲ့အခုချိတ်ဆက်မှုမှာဟို EAO တွေနဲ့ပါဆောင်ရွက်မယ်လို့ကျွန်တော်ပထမအင်တာဗျူးမှာတည်ထားပါတယ်အဲ့တော့ EAO တွေနဲ့ချိတ်ဆက်နိုင်မှုအပိုင်းကိုဗာများပြောလို့ရမှာလေဗျာအာပြောလို့ရမှာလေဆိုတော့ EAO တွေကကျွန်တော်တို့ကဆက်ဆက်ပြီးသားလူ KIA နဲ့နော်ဘိုးချုပ်ခွန်မော်တို့ကျွန်တော်တို့ကကာလာတစ်ခုကနိုင်ငံရေးလှုပ်ရှားမှုတွေမှာသဘောထားညီစွာရပ်တည်လုပ်ကိုင်လာခဲ့တဲ့လူတွေအလားတူ KNU နဲ့ဆက်ဆက်ပတ်သက်ပြီးတော့ဒီနေ့ထိလုပ်နေတဲ့လူတွေလည်းကျွန်တော်ထဲမှာပါတယ်အဲ့တော့ကျွန်တော်တို့ကသူတို့နဲ့ကျွန်တော်တို့က မူဝါဒသဘောထားတွေညှိနှိုင်းပြီးတော့ပူးပေါင်းဆောင်ရွက်ဖို့အတွက်ဘာမှနိုင်ငံရေးအရလိုအပ်ချက်မရှိပါဘူး။မူဝါဒ policy ကကျွန်တော်တို့ Federal Democracy ဖွဲ့စည်းအုပ်ချုပ်မှုဥပဒေဖြစ်မြောက်ရေးအတွက်လည်းသဘောထားတွေအမြင်ရှိပြီးသား။ဒါပေမဲ့ကျွန်တော်တို့ကအင်အားမရှိဘဲနဲ့သူတို့ကိုတွားပြီးတော့ပူးပေါင်းဆောင်ရွက်မယ်ဘာညာကြီးကြီးမပြောချင်ဘူးကြာ။ပြောမယ်ဆိုရင်အဲ့ဒီခေါင်းဆောင်တွေအားလုံးကကျွန်တော်တို့ရဲ့လူပေါက်ကိုင်းမြစ်တွေ။ဘာမှမဖြစ်ဘူး။ဒီနေ့ကာလမှာကျွန်တော်တို့ကအခိုင်အမာပြနိုင်တဲ့အင်အားတစ်စုံတည်းကမရောက်သေးမီမှာသူတို့နဲ့မပြောတာ။သူတို့နဲ့အခုမှမိတ်ဆက်မယ်လူတွေမဟုတ်ဘူး။ဘိုးချုပ်ခွန်ပေါင်းဆိုတဲ့လူတွေ ကျွန်တော်တို့က2000ခုနှစ်ဘဝကျင်လွန်ခဲ့တဲ့နှစ်အစိတ်လောက်ကလေးကကျွန်တော်တို့ပူပေါင်းဆောင်ရွက်ခဲ့တာကျွန်တော်တို့တောင်ပိုင်းက KNU solution လေအခုနောက်ပိုင်းပုဂ္ဂိုလ်တွေတော့ဟိုမီဒီယာမှာမှအစိတ်အနေနဲ့နည်းနည်းသိရအောင် from mind ချင်တဲ့ကျွန်တော်ကပေါင်းစုဖွဲ့ဖို့အတွက်6လလောက်ကြိုးစားခဲ့တဲ့ဖြစ်စဉ်တွေရှိပါတယ်ဒါရီကပုဂ္ဂိုလ်ရေကိုကိုယူသွင်းမှုတွေဖြစ်မှာဆိုလို့မပြောချင်တာအဲ့တော့တို့တို့ ਨੇ အခုမှမိတ်ဆက်ပြီးအခုမှဖလဲတကယ်လောက်ချာမလိုဘူးညာကျွန်တော်အင်အားရှင်ပေါင်းမှုပဲဘူဝါရ policy တွေကလည်းတိတ်ပြီးအထူးညှိစရာမလိုပါဘူးကျွန်တော်ဒါမှမဟုတ်အဲ့တော့တွေ့ အင်အားကြီးတက်မလို့အင်အားရှိမှကျွန်တော်တို့လုပ်ငန်းကိုင်ကန်ကြီးဆောင်ရွက်ရတာအဆင်ပြေမှာပါမရှိဘဲနဲ့တော့ဒီတော့တို့ရဲ့ခိုင်နေနေရုံနဲ့တော့မမေးလို့ငါမအောင်မြင်ပါဘူးဟုတ်ကဲ့ဆိုလိုတာကအဲ့လိုမျိုး IAWC ကတစုံတရာအကူအညီများဆရာတို့အနေနဲ့ရယူနိုင်ဖို့ရှိမလားဆိုတော့မေးလို့တာပါဟောအဲ့ဒါကတော့နော်ကျွန်တော်တို့အင်အားတစုံတရာရှိလာရင်သူနဲ့ဆက်သွယ်ပြီးသူတို့ဆရာကူညီတောင်းပါဥပမာ KAY ဆိုတဏ္ဍာမေးဆိုင်တော့ဂျီတံပဲပဲပေးနိုင်တယ်ဗျာဟောဝယ်လို့လေးရတယ်လုံးပါပေါ့ဗျာခုလည်းဝယ်သုံးနေရတာပါပဲဒါပေမဲ့ကျွန်တော်စီရေးတွေ့ကြုံရ ရန်သူလက်နဲ့အများစုဆိုတာချင်းမွေးတိုက်ပွဲကတဆင်ရဘယ်လိုပတ်စံနေနဲ့ဝင်နေမှာမဟုတ်ဘူးပြုတ်ပြီးပြည်သူလုံးမျိုးကြီးတက်မလို့အောင်ပွဲရလာတယ်ပြန်လန်ထိုးစစ်ကာလမှာလက်နဲ့ကြီးတော်တော်များများကတိုက်ပွဲနေရတာဒါပေမဲ့အဲ့ဒီကိစ္စတွေဒီကျွန်တော်ဒီဒီမတော်ချင်သေးဘူးဟုတ်ကဲ့ဆရာတို့နောက်ဆုံးအနေနဲ့ဆရာတို့အခု NRA ဖွဲ့စည်းမှုစုဖွဲ့မှုတလောက်ခွဲကျော်တဲ့အခါမှာအများပြည်သူအတွက်ကတခြားတွန်လိုင်းအင်အားစုတွေအတွက်ကဘာတွေများဆက်ပြီးတော့သတင်းစကားပေးဖို့ရှိလဲတလောက်ခွဲရှိလာတဲ့နေ့မှာဟုတ်ကဲ့သတင်းစကားပေးချင်တာကတော့စစ်နိုင်တိုင်းအာဏာသိမ်းရေး စစ်ပွဲအောင်နိုင်ရေးကိုဥတည်တဲ့အတွက်နော်စစ်ပွဲအတွက်လိုအပ်ချက်တွေတတ်နိုင်တဲ့ဘက်ကနေတတ်နိုင်တဲ့နိဒနာနဲ့ပံ့ပိုးကူညီပေးကြပါကျွန်တော်တို့အားလုံး volunteer အနေနဲ့ပါဝင်ကြမှာဖြစ်ပါတယ်ပြည်သူလူထုမှတပါကိုယ်ကိုရမရှိပါဘူးပြည်သူလူထုတောက်ခံရင်တောက်ခံတော့ကျွန်တော်တို့ဆက်လုပ်မယ်ပြည်သူလူထုမတောက်ခံတော့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့တော်ရင်ရှုံးမှာပေါ့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းစာရီအားလုံးကိုကြည့်ကြတာပါလူလူဘက်ကလည်းရှင်းရှင်းလင်းလင်းပဲမြင်ပြီးတော့ရေရှည်အတွက်စဉ်းစားဆောင်ရွက်ပေးကြပါလို့မြစ်တာကပါ ဟုတ်ကဲ့ဆရာဦးတန်းစွန်းနဲ့ကျေးဇူးတင်ပါတယ်အခု NRA စုဖွဲ့မှုဖွဲ့စည်းမှုတလကျော်တဲ့အခါမှာဆရာတို့ရဲ့ဘာတွေစောင့်ရနေတဲ့အခြေအနေဘယ်လိုရှိလဲဆိုတာကိုအားလုံးအတွက်အခုလိုမျိုးချပြဆွေးနွေးပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဆရာဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးပါပဲခင်ပြောခွင့်ရတယ်